အခုတိုင်းကတော့အခုလှုပ်သွားတဲ့ဒီအဲလှုပ်ခဲ့တဲ့အဲဒီ blog ကတော့စောစောကပြောသလိုမျိုးလေ after shock တွေကစိတ်ရှိနေုံမှာဆိုတော့အဲဒီဟာတွေကတော့ကျွန်တော်တို့ဟိုပါပေါ့လေမဖြစ်ဖြစ်မနေလှုပ်ဆိုတာတီးပြီးတော့ကျွန်တော်တို့တို့တတိလဲထားမိဟာမျိုးပေါ့နော်ဆိုတော့ဒီဘက်ကအဲ့လိုမျိုးမလှုပ်သေးတဲ့နေရာတွေဆိုလို့ရှိရင်တော့အဲ့ဒီလောက်တော့ကျွန်တော်တို့ဟိုပါပေါ့လေသိရင်စရာတော့ရှိမနေဘူးဒါပေမဲ့လေဟိုပါပေါ့ဒီဒီ beta segment က ထိခိုက်သွားပြီဆိုတော့ဒီဘက်ကကြံခဲ့တဲ့ segment ਨਾਲ လည်းကျွန်တော်တို့ဟိုပါပေါ့လေအချိန်မရွေးတော့လည်းဟိုပါပေါ့ပေါ်ဖြစ်လာနိုင်ကြီးရှိတယ်အင်္ဂလိပ်တဘောကတော့လေကျွန်တော်တို့အင်အားပြင်းတဲ့ဟာကတော့လှုပ်နိုင်ကြရတော့အဲနဲနေတာပေါ့အင်အားတူးတဲ့နေတဲ့ဟာကတော့နည်းနည်းပိုများပဲအဲ့လိုခက်တိတိလေးတွေဆိုလို့ရှိရင်လည်းပို့ပြီးတော့အဲ့ဒီအဲ့ဒီလှုပ်နိုင်ကြများတာပေါ့နော်ဆိုတော့ကျွန်တော်တို့ အဲ့ဒီ yes yes အနေဆိုတော့တို့ဟိုဟိုပါပေါ့ဒီ analysis လုပ်ပြီးတော့ထုတ်ပြန်ထားတဲ့ဟာလေးတွေရှိပါတယ်ဆိုတော့ကျွန်တော်မှတ်မိတဲ့လောက်ကအာအဲ့ဒါလေဟိုပါပေါ့အမြဲတမ်းတို့ကြည့်နေတော့နည်းနည်းအဆက်ဆက်ရင်းတော့ဆိုရင်7ကြော်ကြော်လုံနိုင်ကြီးက300ခန်းလုံးလောက်လို့တို့ပြောတယ်မနေ့ကကျတော့ကျွန်တော်တွေ့တာ400ခန်းလုံးလို့ကျွန်တော်ပြောတယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီအာအဲ့ဒီ magnitude 6လောက် 6လောက်ဖြစ်နိုင်တဲ့ဟာကကျတော့30ရာခိုင်နှုန်းလောက်နဲ့တူတယ်သူတို့အဲ့လိုမျိုးပြောတယ်လေအဲ့ဒါကကျတော့အခုလာမဲ့တပတ်အတွင်းမှာအဲ့ဒီလုံနိုင်ကြီးကိုပြောတာပေါ့ဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့နောက်ပြီးတော့သူ့တဲ့ဒီတဲ့ဟာတွေဆိုလို့ရှိရင်ပို့ပြီးတော့ရာခိုင်နှုန်းများသွားတာပေါ့နော်ဟိုပါပေါ့လေးလောက်ဟာဆိုလို့ရှိရင်တော့သူတို့က60ရာခိုင်နှုန်းလောက်ကိုပဲဒါကလုံမဲ့ဆိုတဲ့ဟာမျိုးသူတို့ပြောထားတာမျိုးရှိတယ်လေတော်တော်ကြာကြာလုံနေဦးမှာပဲအဲ့လိုမျိုးလေဆိုတော့ဒီ ဒီဒီတလနှစ်လလောက်အတွင်းရတော့အဲ့ဒါမျိုးလှုပ်တာတွေများတယ်အပြည့်ကျင်တော့အဲ့ဒါမျိုးလှုပ်တာနည်းနည်းကျဲသွားမယ်နောက်ပြီးတော့အဲ့ဒီအဲ့ဒီအင်အားကလည်းလည်းတပြည့်ပြည့်ချင်းညော့သွားမှာပေါ့နော်ဆိုတော့အဲ့ဒါမျိုးပြင်ပါပါကျွန်တော်တို့ဟိုပါလို့ပါပဲရေလိုင်းတွေလို့ပေါ့နော်ဆိုတော့ဆော့ဆာကြီးဖြစ်တဲ့အချိန်နဲ့ညီတဲ့အချိန်မှာကျွန်တော်တို့နည်း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 ပြင်းပြင်းထန်ထန်လေးတွေရှိမယ်ပြီးရင်တော့တပြည့်ချင်းအားညော့တာလေးတွေနဲ့ကတ်ကျဲကျဲဖြစ်သွားမှာပေါ့ဟုတ် အာပြန်ရွေးကြော်ဒီအခု main shot ကို ကြည့်ရတာတော့လေအဲ့တောင်ငူလောက်ကြည့်အောင်သူကအဲ့ဒီဖြတ်ခနဲ့ပေါ့နော်အကုန်လုံးကြမ်းနှံ့ပြီးတော့သူတို့လှုပ်သွားတယ်လှုပ်သွားပြီးတော့အဲ့ဒါပြီးတော့အဲ့ဒီအဲ့ဒီတရက်နှစ်ရက်ပြီးတော့သူတို့အဲ့ဒီတောင်ငူလောက်ကနေပြီးတော့အောက်ကိုဆက်စင်လာပြီးတော့တွေ့မနေရဘူးပေါ့ဆိုတော့အတားဒီမှာလဲကျွန်တော်တို့ကဟိုပါပေါ့လေတဘာဝဖြစ်စဉ်ကိုခံမှန်းပြီးတော့ပဲကျွန်တော်တို့ကပြောရပြောရတာဆိုတော့အဲ့ဒီဖြစ်နိုင်ခြေရှိလားဆိုတော့ ဒီအမ်စကိုင်းပြည့်ရကြောင်းအနေနဲ့ပြောရဆိုလို့ရှိရင်အခုလှုပ်သွားတာကကျတော့အဲဒီအလဲအမ်အလဲဖြတ်ပိုင်းမှာကျွန်တော်တို့လှုပ်သွားတာပေါ့နော်ဆိုတော့အဲ့ဒါရှေဘွားနေပြီးတော့တောင်ငူလောက်ထိအောင်ကြီးတဲ့အဲဒီဟိုဟာပေါ့ for line ကနေပြီးတော့လှုပ်သွားတယ်အဲဒီရဲအောက်ပိုင်းမှာလည်းကျွန်တော်တို့ဟိုဟာပေါ့တောင်ငူရဲအောက်ပိုင်းမှာလည်းပကိုးတို့ပါလို့အရင်တော့လှုပ်ခဲ့တာလေးရှိတယ်လေဆိုတော့အဲ့ဒီအောက်ပိုင်းအဲဒီ segment ကိုကျတော့အဲ့ဒီ အခုလှုပ်ခဲ့တဲ့ pressure ကြောင့်အဲ့ဒီမှာလဲကျွန်တော်တို့ pressure အာယော့သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့အဲ့လိုမျိုး pressure သူ့ဘုံမှာထပ်ပြီးတော့တိုးလာတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒီဘယ်လိုခေါ်မလဲယတိပြတ်တော့ပြောလို့မရဘူးနောက်ပြီးတော့ငင်းဆိုတာမျိုးကလည်းကျွန်တော်တို့ရက်နေတယ်ဆိုလို့ရှိရင်ဒါကသူအားဘယ်လိုခေါ်မလဲကုန်ဆုံးသွားလို့ရက်ရက်သွားတာလားအဲ့ဒါမှမဟုတ်ရင်လည်းအဲ့ဒီတွားပြီးတော့တခုခုနဲ့တွားထောက်နေလို့အဲ့ဒီမှာအာ ပြန်ပြီးတော့နောက်တစ်ခါထပ်ဆုနေတာလားဆိုတာမျိုးကလည်းတွေ့ရတာတွေ့ရတာနည်းနည်းစောသေးတယ်လေဆိုတော့အဲ့ဒါကတော့တော့ကျွန်တော်တို့တလားလောက်စောင့်ကြည့်ပြီးမှပဲကျွန်တော်တို့နည်းနည်းလေးကြောနိုင်မယ်နဲ့တူတယ်အခုချိန်ကတော့အဲ့ဒီဖြစ်ကားစားဆိုတော့သူရဲ့အာလှုပ်ရှားမှုနဲ့အာဒီဒီဖြစ်နေတဲ့ pattern တွေကိုကိုအဲ့ဒီ command ဘုကနည်းနည်းလေးစောပါသေးတယ်ခင်ဗျာအခုအတိုင်းကတော့အခုလှုပ်သွားတဲ့ဒီ လှုပ်ခဲတဲ့အဲ့ဒီ blog ကတော့စောစောကပြောသလိုမျိုးလေး after shock တွေကစက်ရှိနေမှာဆိုတော့အဲ့ဒီဟာတွေကတော့ကျွန်တော်တို့ဟိုပါပေါ့လေမဖြစ်မဖြစ်မနေလို့ဆိုတာတီးပြီးတော့ကျွန်တော်တို့တတိလဲထားမယ်ဟာမျိုးပေါ့နော်ဆိုတော့ဒီဘက်ကအဲ့ဒါမျိုးမလှုပ်သေးတဲ့နေရာတွေဆိုလို့ရှိရင်တော့အဲ့ဒီတော့တော့ကျွန်တော်တို့ဟိုပါပေါ့လေဆိုရင်စရာတော့ရှိမနေဘူးဒါပေမဲ့လေဟိုပါပေါ့ဒီဒီ beta segment က ထိခိုက်ပါပြီဆိုတော့ဒီဘက်ကကြံခဲ့တဲ့ segment ਨਾਲ လဲကျွန်တော်တို့ဟိုပါပေါ့လေအချိန်မရွေးတော့လဲဟိုပါပေါ့ပေါ်ဖြစ်လာနိုင်ကြီးရှိတယ်ဒါပေမဲ့သူကြတော့လဲအဲ့အပြင်ကမ်းမိုးကတော့နည်းနည်းလေးခက်နေပါပေါ့ဟုတ်